မင်္ဂလာပါ28ရက်9လ2025မင်္ဂလာနေ့လည်ခင်းပါဒီမင်္ဂလာနေ့လည်ခင်းဒီမှာကျွန်တော်တင်ပြဆွေးနွေးနေတာတော့ကျွန်တော်တနေ့ကျင်လိုက်တဲ့ဗီဒီယိုဖိုင်လေးရဲ့အောက်မှာမိတ်ဆွေရမှတ်ပါတယ်ဆရာနဲ့ကျွန်တော်တို့လည်းငြိမ်းချမ်းခြင်းပြီပေါ့တိုင်းပြည်ကိုကောင်းကျင်နေအဲ့တော့ဘလူးဟိုဘလူးလေးမြန်လွှတ်ခြင်းထွက်ပေါက်ပေါ့ထွက်ပေါက်နေတဲ့ဘယ်လန်းလေးရသွားလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်အေးချမ်းပြီးကောင်းမွန်မလဲဆိုတော့ အကြံပြုချက်ကလေးတောင်းပါအဲ့တော့အဲ့လိုသူကဝင်ရေးတဲ့ခါကျကျွန်တော်ကပြန်ပြောကျွန်တော်ဒီပညာရှိလည်းမဟုတ်ပါနိုင်ငံရေးကျွမ်းကျင်သူလည်းမဟုတ်ပါလုံးလုံးပြည့်စုံအောင်တည်ကျွမ်းသားလည်းနေတဲ့ပုဂ္ဂိုလ်လည်းဂုရုလည်းမဟုတ်ပါကိုလက်လန်းမီတမယလေးလာစူဆောင်းမှတ်သားတာရဲ့ဆရာဆရာသမားများရဲ့ပြောမှုဆိုမှုဩဝါဒခံယူခဲ့တာရဲ့နိုင်ငံတကာရဲ့ဖြစ်ပျက်နေတာဒီနိုင်ငံတကာကောင်းဆောင်တွေအကြောင်းတွေကိုစာပေတွေဖတ်မှတ်လေ့လာရတာရဲ့ဟိုနိုင်ငံရေးကျမ်းတွေပေါ့ဘာသာရေးကျမ်းတွေကိုဖတ်မှတ်လေ့လာတာလေးရတယ်ထုတ်နှုတ်ပြီးတော့ကျွန်တော်လက်လန်းမီတမယလေးကိုပဲတင်ပြပေးပါမယ်အဲ့တော့ ဓိကကျွန်တော်တို့နိုင်ငံကောင်းဖို့ဆိုရင်အရေးကြီးဆုံးကတော့စစ်မှန်တဲ့ငြိမ်းချမ်းရေးပဲဗျငြိမ်းချမ်းရေးဆိုတာငြိမ်းချမ်းဖို့ဓိကပဲနိုင်ငံတနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့တာယာဝါဖျောက်ဖို့ချမ်းသာဖို့ဆိုတာအဲ့ဒီနံပါတ်၁လေကတည်းကငြိမ်းချမ်းဖို့ပဲရောင်းသွုံတပုံနေနဲ့လက်နက်ကဲတောင်းကျမ်းသူတွေရှိနေတယ်ဗျဘယ်ခကြီးမှသွားလို့မရဘူးဘယ်လမ်းမှသွားလို့မရဘူးဒီမိုကရေစီလည်းမရပါဘူးခင်ဗျာရတဲ့ဒီမိုကရေစီလည်းအထူးရောက်မှဖြစ်မှာပါပဲငြိမ်းချမ်းရေးရမှသာလျင်ကျန်တဲ့လုပ်ငန်းစဉ်တွေကိုရမှဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံကြီးငြိမ်းချမ်းဖို့အမတန်လိုအပ်ပါတယ်အဲ့တော့ ဟို Federal Federal တို့ Confederate တို့ကိုကြောင်းပြပြီးတော့မိမိရဲ့ကိုကျိုးစည်းဝါးတွေလည်းနဲ့ဆွဲကင်ကာကွယ်ဆောင်ရှောက်နေတဲ့တိုင်းဒေသလက်နက်ကိုင်ဖွဲ့စည်းတွေကြားထဲမှာနိုင်ငံတော်ဒီမိုကရေစီစနစ်နဲ့တွားဖို့ဆိုတာလည်းအင်မတန်ခက်ခဲပါတယ်အဲ့တော့ငြိမ်းချမ်းရေးငြိမ်းချမ်းရေးဆိုတာအာမတန်တဲ့အခါမှာမန်လျှော့လိုက်ငြိမ်းချမ်းရေးဆိုပြီးအတူရောက်လက်မှတ်ထိုးလိုက်ပြီးတဲ့အခါမှာလူအင်ရလက်နဲ့အင်ရစူဆောင်းပြီးဘိုးဆိုးရိုက်အားနေချိန်မှာဘိုးဆိုးရကိုပြန်လဲဝိုင်းဝန်းတိုက်ခိုက်လိုက်နေဒီတန်တရားမဆုံးနိုင်အောင်စေသူနှစ်ပေါင်များစွာဖြစ်နေတဲ့အတွက်ကြောင့်မလို့စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့လိုအပ်ပါတယ် လက်ရှိဒီစဲနိုင်ငံတော်အကြီးအကဲလွန်ခဲ့တဲ့နှစ်ပိုင်းဒီမှာညီလာခံတစ်ခုမှပြောသလိုပေါ့စိတ်ကောင်းချိတ်ပြီးခွေးသားမယောင်းနဲ့ဆိုသလိုပါပဲစစ်မှန်တဲ့ငြင်းငြင်းရေးကိုလိုချင်နေဆိုရင်ရိုးသားမှုပြစ်တည်မှုမှန်ကန်ဖို့နဲ့စေတနာမှန်ဖို့လိုပါတယ်ဒါကနိုင်ငံတကာနိုင်ငံအနေနဲ့ခြုံငုံသုံးသပ်ကြမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံကောင်းဖို့ဆိုရင်နံပါတ်1ငြင်းချမ်းဖို့လိုအပ်ပါတယ်ငြင်းချမ်းရေးကနံပါတ်1ပါငြင်းချမ်းမှာတရားဥပဒေစိုးမှုမယ်တရားဥပဒေစိုးမှုမှာမျက်တပဲမျက်တိုင်အလုံးညီညွတ်သွားပါလိမ့်မယ်ဒါကြောင့်နံပါတ်1လမ်းဒီငြင်းချမ်းမှုရေးကြည့်ပါလိမ့် ငိမ့်ချမ်းဖို့ဆိုတာငိမ့်ချမ်းဖို့ဆိုတာဆိုရင်လေကျွန်တော်တို့တိုင်းရင်းသားတွေကျွန်တော်တို့ဗမာလူမျိုးတွေညီညွတ်ဖို့လိုပါလေညီညွတ်တဲ့တနေ့ကျရင်ငိမ့်ချမ်းမယ်ငိမ့်ချမ်းတဲ့တနေ့ကျရင်တရားဥပဒေစိုးမှုမယ်တရားဥပဒေစိုးမှုရင်မြတ်ညီညွတ်ချင်းငိမ့်ချမ်းမယ်ငိမ့်ချမ်းရင်မြတ်တာမယ်မြတ်တာရင်တရားဥပဒေစိုးမှုသွားလိမ့်မယ်အဲ့ဒီအခါကျရင်ကျွန်တော်တို့နိုင်ငံဟာအင်မတန်ကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုခြိလှမ်းဆလို့ရပါပြီအဲ့တော့နံပါတ်1ဒီဘက်မှာပြောချင်တာတော့ကျွန်တော်နိုင်ငံရဲ့ထပ်ပေါက်ကြီးငြိမ်းချမ်းဖို့ပါပဲငြိမ်းချမ်းမှုရှိမှ ခြားလန်ခီးများကိုဆက်လက်ရှောက်လန်းလို့ရမှာဖြစ်တဲ့အတွက်ရိုးသားစစ်မှန်သောညဉ့်ဉန်းရေးလိုအပ်ပါတယ်။ဒါဟာနံပါတ်1ခြေလှယ်။အဲ့တော့ညဉ့်ဉန်းရေးရပြီးညဉ့်ဉန်းရေးရသွားဖို့ဆိုရင်ကျွန်တော်တို့ဗမာလူမျိုးတွေနဲ့တိုင်းရင်းသားတွေညီညွတ်ဖို့လိုပါတယ်။ညီညွတ်တဲ့တနေ့ညီချမ်းသွားပါလိမ့်မယ်။ညီချမ်းသွားရင်မြတ်တပါလိမ့်မယ်။မြတ်တသွားရင်တရားဥပဒေစိုးမိုးပါလိမ့်မယ်။တရားဥပဒေစိုးမိုးတဲ့နောက်ပိုင်းမှာအာလုံတိုင်းသူပြည်သားတွေဖွံ့ဖြိုးတိုးတက်ပြီးတော့ချမ်းသာတဲ့နိုင်ငံတော်ကြီးတစ်ခုကိုကျွန်တော်တို့ဖန်တီးနိုင်ပါပါ။ကျွန်တော်တို့မျိုးဆက်တွေအတွက်ထားခဲ့နိုင်ပါပါ။အဲ့တော့ ဒါကနံပါတ်1နံပါတ်2အနေနဲ့ဆက်ပြောရရင်ရိုးသားမှုရှိတဲ့နိုင်ငံဝင်တွေလိုအပ်ပါတယ်ကျွန်တော်တို့ဟာရွေးကောက်ပွဲတွေကိုဖြတ်သန်းတိုင်းဖြတ်သန်းတိုင်းမှာကျွန်တော်တို့ပြည်သူလူထုဟာဘလူတမရဖြစ်မလဲဘလူတမရဖြစ်မလဲဆိုတဲ့အမျှော်မြင်နေနဲ့ပဲကျွန်တော်တို့တွားခဲ့ကြပါတယ်ဒါပေမဲ့တနည်းအားဖြင့်တော့လည်းမှန်ပါတယ်နိုင်ငံတော်တစ်ဝန်းလုံးကိုတာဝန်ခံရတာဟာနိုင်ငံတော်တမရကြီးဖြစ်ပါတယ်နိုင်ငံတော်တမရကြီးကပြန်လဲခန့်အပ်တဲ့ပြည်ထောင်စုဝန်ကြီးများပြည်ထောင်စုရှင်းနေချုပ်ပြည်ထောင်စုတရားသူကြီးချုပ်ပြည်ထောင်စုစစ်ချုပ်အစရှိတဲ့ ဝင်နှန်းအလုံးကိုခန့်အပ်တာဖြစ်တယ်တောင်ဝင်ခန့်အပ်တာတော့နိုင်ငံတော်သမ္မတကြီးပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ပြည်သူလူထုနဲ့တောင်သူလယ်သမားအလုံသမားဆင်းရဲသားနဲ့ပြည်သူလူထုအများပညာရေးကျန်းမာရေးလုပ်ငန်းစဉ်အများလုံးကျွန်တော်တို့မြန်မာနိုင်ငံမှာဖွဲ့စည်းပုံအခြေခံဥပဒေရဲ့လက်တွေ့ကြကြအုပ်ချုပ်တာမြို့နယ်ဝင်နှန်းနေဗျကျွန်တော်တို့ပြည်သူကနင့်နာမှုကိုကျွန်တော်တို့ကနိုင်ငံတော်အဆင့်သမ္မတကြီးကိုတော့မပြောနိုင်ဘူးတိုင်းဝန်ကြီးချုပ်ကြီးကိုတော့မပြောနိုင်ဘူးအဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့နဲ့အနီးဆက်ဆုံးထိတွေ့နေရတာဒီမြို့နယ်ဦးစီးအရာရှိနေမြို့နယ်တာဝန်ရှိပုဂ္ဂိုလ်များဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့လာမဲ့ပြည်တော်စုအစိုးရတွေဖြစ်လာလို့ရှိရင်မြို့နယ်မှာ တော်တိမှန်ကန်နဲ့မြို့နယ်ဝန်ထမ်းတွေလိုအပ်ပါတယ်မြို့နယ်ဆရာဝန်ကောင်းတွေလိုအပ်ပါတယ်မြို့နယ်ပညာရေးမှုကောင်းတွေလိုအပ်ပါတယ်မြို့နယ်အုပ်ချုပ်ရေးမှုကောင်းတွေလိုအပ်ပါတယ်မြို့နယ်တရားသူကြီးကောင်းတွေလိုအပ်ပါတယ်မြို့နယ်မြေစင်းဦးစီးကောင်းတွေလိုအပ်ပါတယ်မြို့နယ်ဥရိယာရှိကောင်းတွေလိုအပ်ပါတယ်ရဲမြို့နယ်မှုကောင်းတွေလိုအပ်ပါတယ်ကျွန်တော်တို့ဟာပြည်သူလူထုရဲ့နေနာမှုတရားဥပဒေမစိုးမိုးမှုပြည်သူလူထုရဲ့အခက်အခဲတွေကိုကျွန်တော်တို့ကအမြင့်ဆုံးအဖွဲ့ဖြစ်တဲ့အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့နိုင်ငံတော်အကြီးအကဲကိုတိုင်ရင်နိုင်ငံတော်အကြီးအကဲရုံးကနေပြီးတော့ဆတ်ထွက်ပါတယ်ဝန်ကြီးဌာနဝန်ကြီးဌာနကနေတိုင်းဒေသကြီးဆိုရွက်တိုင်းဒေသကြီးကနေဖယ်ပြန်ချလဲဆိုမြို့နယ်ကိုပြန်ချတယ် မြို့နယ်ကိုပြန်ချတဲ့အခါမှာမြို့နယ်ကလည်းဒီဖွဲ့ပြီးစစ်တယ်စစ်တဲ့အခါကျတော့အဲ့ဒီမြို့နယ်ဟာတကယ်နစ်နာတဲ့ပြည်သူလူထုတွေအပေါ်မှာရိုးရိုးသားသားမှန်မှန်ကန်ကန်ဖြောင်းဖြောင်းမှန်မှန်နဲ့စစ်ဆေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြည်သူကလည်းပြည်သူကမြို့နယ်ဦးစီးရရှိတွေကိုကြည်ပြူတယ်လေးစားတယ်ဆိုရင်နိုင်ငံတော်အကြီးအကဲတွေကိုလည်းပြည်သူကချစ်တော်အောင်အမှန်တရားပေါ်ပေါက်ပြင်ပြည်သူကမှန်ကန်သာစီရင်ပေးတဲ့အရာရှိတွေနဲ့နိုင်ငံတော်ကိုချစ်တယ်မှတ်ထားတယ်ဘယ်တော့မှမမေ့ဘူးဘလူးခစ်ဘသူစနစ်မှာတော့ငါတို့တတလုံးမှမှန်ကန်မှုမရခဲ့တဲ့ဟာကိုမှန်မှန်ကန်ကန်ရခဲ့ပြီကွာသူတတလုံးစွဲနေအောင်ချစ်တော်တယ် ဒါကြောင့်မလို့နိုင်ငံတော်အနေနဲ့အာဏာဖြန့်ခွဲတဲ့နေရာမှာမြို့နယ်မှာထားမဲ့လူကြီးများသည့်အင်မတန်အရေးကြီးပါတယ်လို့ကျွန်တော်ဒီနေရာကနေပြီးတော့တိုက်တွန်းပါတယ်မြို့နယ်အရာရှိကောင်းတွေကိုထားပြီးပို့လေနံပါတ်1အနေနဲ့မြစ်တာရက်ခံပါတယ်နံပါတ်2ကတော့အာဏာဖြန့်ခွဲမှုအပိုင်းနေပေါ့အဲပြည်တော်စုဒီကအဖြစ်ပြည်ထရေးဝန်ကြီးကောင်းတွေတော်တော်လိုအပ်ပါတယ်မြန်မာနိုင်ငံရဲချုပ်ကောင်းတွေပြည်ထရေးဝန်ကြီးကောင်းရဲချုပ်ကောင်းတရားသူကြီးချုပ်ကောင်းဥပဒေချုပ်ကောင်းကောင်းနဲ့နော်ကျွန်တော်တို့တိုင်းဒေသကြီးအစိုးရဘက်ဖွဲ့ဝင်ဝင်ကြီးချုပ်ကြီးကောင်းကောင်းတွေရရင်ကျွန်တော်တို့နိုင်ငံတော်တော်ကောင်းပြီဗျဒါကျွန်တော် ဝန်ကြီးချုပ်ကြီးကမြို့နယ်တွေကိုထိန်းချုပ်ထိန်းကွက်တဲ့နေရာမှာမဟုတ်တာလို့ရှိရင်ချက်ချင်းရေးယူထိရောက်စွာရေးယူမှန်ကန်ကန်ပြည်သူတွေရဲ့အနေနဲ့မဟုတ်ဘူးမှန်ကန်သွားစီရင်ကိုယ်တိုင်ကြီးကျက်ဆိုရင်တော့ကျွန်တော်နိုင်ငံအားလှတဲ့အခင်ကြီးတကူကိုရောက်မှာပါဒါကိုလည်းလက်ရှိဒီဆဲဆိုရတဲ့နိုင်ငံတော်ကြီးကြီးတွေပုံဖော်နေတယ်လို့ကျွန်တော်ထင်မြင်ယူဆမိပါတယ်ကျွန်တော်တို့ပြည်သူလူထုနဲ့နေဆက်တူကကြုံတွေ့နေရတာဒီမြို့နယ်ဦးစီးရာရှိများဖြစ်တဲ့မြို့နယ်မှာကောင်းမွန်တဲ့ဦးစီးရာရှိကောင်းတွေလိုအပ်တယ်လို့ပြည်တော်စုမှာလည်းပြည်ထောင်ဝင်ကြီးကောင်းရဲချုပ်ကောင်းအချင်းဦးစီးဌာနကောင်းတရားသူကြီးကောင်းဟုတ်လား ရှင်နေကျူကောင်းကောင်းရှင်စစ်ကျူကောင်းကောင်းနဲ့ဆိုကျွန်တော်တို့နိုင်ငံလှပတဲ့တရားဥပဒေစိုးမိုးလို့ညီညွတ်မျှတရင်ပြည်သူဟာအစိုးရကိုချစ်သွားပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့နိုင်ငံကောင်းတဲ့ထွက်ပေါက်ဆိုတာပါလေတက်မတော်ပေါ်မှာအမြင်ဆောင်နေတဲ့ပြည်သူတွေစိတ်တွေပြေးပြီးတော့ဟောတက်မတော်ကတကယ်အလုပ်လုပ်နေပါလားတက်မတော်ကဘူးသုံးချက်နဲ့လုပ်လို့ပါလေမြန်မြန်ဆန်ဆန်လုပ်မှန်မှန်ကန်ကန်လုပ်ဖြစ်အောင်လုပ်ဒီသုံးချက်နဲ့တော့ရနေအဲ့တော့အဲ့ဒီမူဝါဒအကောင့်ထဲပေါ်ဖို့လို့ပါလေမြန်မြန်ဆန်ဆန်လုပ်တယ်မှန်မှန်ကန်ကန်လုပ်တယ်ဖြစ်အောင်လည်းလုပ်တယ်ဆိုရင်နစ်နာတဲ့ပြည်သူတွေအတွက် ကောင်းမွန်သွားရင်ကျွန်တော်တို့နိုင်ငံလှပလာမှာပါကောင်းမွန်လာမှာပါဒါကတက်မလို့ဆိုရင်တာဝန်ယူထားတဲ့ကာလပဲနောက်လာမယ့်ကာလတွေမှာပဲအဲ့လိုမြန်မာစံတယ်လို့မမှန်ကန်ကန်လို့ဖြစ်အောင်လုပ်ဒါဆိုရင်ကျွန်တော်တို့နိုင်ငံလှပသွားလိုက်မှာဝီစီသွားလိုက်မယ်အောင်မြင်သွားပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့နိုင်ငံဟာဘယ်ခေတ်ဘယ်စနစ်ကိုပဲရောက်ရောက်အာဏာပိုင်တွေကိုပတ်စံရှိတဲ့ငွေကြေးချမ်းသာတဲ့ခရိုနီတွေကပေါင်းပြီးတော့ ဥပဒေကိုလက်တလုံးချနဲ့ဖြောင်းပြန်လှန်သွားတဲ့အခါကျွန်တော်တို့ပြည်သူတွေကအမြဲထာဝရနစ်နာတယ်နစ်နာတော့ပြည်သူကမဟုတ်တာတွေလှုပ်ခံထားတော့စနစ်ကိုမုန်းတော့အဆိုးရောက်သွားမုန်းနေပြဒါကြောင့်မလို့မြို့နယ်အစ်စ်နေမှာတော်တိမှန်ကန်ဖြောင်းမှန်တဲ့လူကြီးတွေကိုစနစ်တကျရွေးချယ်ခန့်အပ်ပြီးတော့အဲ့ဒီလူကြီးတွေရဲ့ရိုးဖြောင်းမှုနဲ့ခရိုနီတွေလက်ဝကြီးမအုပ်နိုင်နဲ့ပတ်စံရှိတဲ့လူတွေကသူတို့နဲ့ပေါင်းပြီးတော့ဆင်းရဲသားလူတန်းသားတောင်သူလယ်သမားအလုံသမားလူတို့ကိုဒုက္ခမပေးတဲ့လူတွေအပေါင်းမခံတဲ့လူတွေမှန်ကန်တဲ့လူတွေ ို့နယ်တာဝန်ယူတဲ့တနေ့မှာတော့ကျွန်တော်တို့နိုင်ငံလဲလှပတယ်လို့အားလုံးတပ်မတော်ပေါ်မှာအမြင်ဆောင်နေတဲ့ပြည်သူတွေတပ်မတော်ချစ်သွားပါလိမ့်မယ်အစိုးရကောင်းဆိုတာအဲ့ဒီအချိန်မှာမှတ်ကြောက်တင်ခံသွားပါလိမ့်မယ်ဘယ်အစိုးရလက်ထက်ဘလောက်ကောင်းနေတာကွာဆိုနှလုံးသားထဲမှာစွဲနေအောင်ပြည်သူ clean clean government good government ဖြစ်အောင်ကောင်းတယ်ပေါ်ပါလို့ကျွန်တော်ဒီနေ့ကနေပြီးတော့အခုဒီစဲနိုင်ငံတော်အစိုးရကြီးလူကြီးမင်းများရောနောင်လာမဲ့လူကြီးလူကောင်းမင်းကောင်းမင်းမြတ်များကိုပါထောက်ခံကြိုဆိုရင်းနဲ့ကျွန်တော်ဒီမန်လေးကိုဖြေလိုက်ပါတယ် ျွန်တော်တို့နိုင်ငံတနည်းအသားရဝေစီလှပတဲ့နိုင်ငံတော်ဒီကိုရရှိမှာပါခင်ဗျာကျေးဇူးတင်ပါတယ်